မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာက grade 12 math ရဲ့ chapter 1လေး chapter 1လေးတင်နေတဲ့ဟာမှာခေါင်းစဉ်တစ်ခုလေးကြံနေတာပေါ့နော်အဲ့ဒီခေါင်းစဉ်တစ်ခုကပါလဲဆိုတော့ power of complex number အဲ့တော့ရှေ့မှာတွေကတချို့တင်ခဲ့ပြီးတဲ့ဟာဒီမှာ notes တွေလည်းပြောခဲ့ပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ example 9လေးနဲ့ပေါ့အဲ့ဒါဆိုရင်သူ့နဲ့ပတ်သက်တဲ့ဟာလေးနောက်မှ exercise တွေကတော့တချို့အကုန်တွက်ပြီးသားဖြစ်သွားပြီနော်အဲ့ဒါဆိုရင်ဒါလေးလိုက်ကြည့်အောင်အဲ့တော့သူ့ရဲ့ formula ကတချို့ z power n ပေါ့နော် complex number z ပေါ်မှာ power n ပါမယ်ဆိုရင်เนี่ยဘယ်လိုမှတ်မလဲဆိုရင် r power မြောက်တီတာနော်ဒီလိုလေးမှတ်ပြီနော် r power မြောက်တီတာ z power n ဆို r power n n တီတာဖြစ်မှာနော်တီတာမှာလာမြောက်မှာတကယ်လို့တချို့တို့လိုချင်တာက z power 5ဆိုရင်ဘာဖြစ်မလဲ r power လို့ပြောတဲ့အတွက် r power 5မြောက်တီတာဆိုတဲ့အတွက် cos 5တီတာဖြစ်သွားမှာနော်တီတာနဲ့လာမြောက်မှာနော် cos 5တီတာ i sin 5တီတာသဘောပေါက်လားတကယ်လို့တချို့ z power 7လို့ပြောရင်ဘာဖြစ်မလဲ r power ဆိုတော့ r power 7 မြောက်တီတာလို့ပြောတဲ့အတွက် cos 7 theta plus i sin 7 theta ဒီလိုဖြစ်မှာနားလည်လားကဲအဲ့လိုမှမဟုတ်ဘူးဒီချက်တို့က z power minus 3လို့ပြောလိုက်ရင် r ပေါ်မှာဒီရှိတဲ့ power သွားတင်ရုံပဲနော်အဲ့ဆိုတော့ r power minus 3 cos အဲ့ဒီ minus 3ကို theta နဲ့လာမြောက် plus i sin theta နဲ့သွားမြောက်ပါနော် minus 3 minus 3 theta ဒီလိုဖြစ်မှာ ရပြီလားကဲဟုတ်ပြီအဲ့တော့ formula လေးတစ်ခေါက်ပြောမယ်နော် z power ဆိုရင် z power n လို့ပြောရင် power ပြောတဲ့အတွက် power formula ဒီ r power မြောက်တီတာလို့မှတ်မယ်နော် r power မြောက်တီတာရပြီလားအဲ့တော့ဒီ z ပေါ်မှာ power ပါပဲပါပါ r ပေါ်မှာ power တင်ပြီးတီတာနဲ့တော့မြောက်ပြီးလိုက်ရင်ရပြီရမယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုချီရော example 9လေးကိုကြည့်လိုက်ရအောင် ဲ့တော့ဒီချက် channel ကိုအခုမှအသစ်စားတွေ့မဲ့ကလေးတွေအတွက်ဒီချက်မိတ်ဆက်ပေးချင်တာလေးနားထောင်ပေးဦးနော်အဲတိပိတာကလေးတွေကတော့ရပါပြီအသစ်အခုမှဒီဗီဒီယိုမှာစားတွေ့တဲ့ကလေးတွေကိုနားလည်စေချင်လို့ပြောပြောပါမယ်ဒီချက် channel က grade 10ရဲ့11ရဲ့12ရဲ့ကိုပညာဒါနသင်နေတဲ့ channel ဖြစ်တယ်အဲ့တော့ကလေးတို့က math နဲ့ပတ်သက်တဲ့ဘာသာရပ်တရက်တစ်ခုပြီးတစ်ခုဆက်ဆက်တင်ပေးသွားမှာဖြစ်တဲ့အတွက် subscribe လေးလုပ်ထားပေးနိုင်ပါတယ် အဲအတန်တန်ပြင်းတန်တန်လိုအပ်တဲ့ဟာလေးတွေတချို့ဆက်ပြီး mess နဲ့ပတ်သက်တာတွေဆက်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအခုလက်ရှိ rate 10 11 12 လိလာမဲ့ကလေးတွေကဒီချက် channel တွေဝင်လိုက်ဝင်ပြီးအပေါ်ခေါင်းစဉ်လေးတွေမှာရှိတယ် playlist ခေါင်းစဉ်တွေဝင်ဝင်ရင်ဒီမှာ video တွေရှိပါလိမ့်မယ်အဲ့ဒီ video တွေထဲမှာဒီချက် playlist တွေစုပြီးထားတာဖြစ်တဲ့အတွက်သုံးတန်းမို့လို့ကိုကြည့်ချင်တဲ့အတန်းရယ်ကိုကြည့်ချင်တဲ့ chapter ရယ်ကိုဒီလိုလေးအပေါ်ဆွဲဆွဲရွှေ့ရွှေ့ပြီးတော့ဟိုအောက်ဆုံးထိရှာပြီးကြည့်ပေးပါเนาะအဲကိုကြည့်ချင်တဲ့ video လေးကိုနှိပ်လိုက်ပြီးဆိုရင်လည်းအဲ့ဒီမှာ video တွေထွက်လာပါလိမ့်မယ်เนาะ chapter 1ကိုနှိပ်လိုက် chapter 1ရဲ့ part 1 2 3 4အစလိုက်ရှိပါတယ်အပေါ်က video ိုရဲ့ကာဗာလေးဒီမှာလည်းဗာတင်ထားတဲ့ဗီဒီယိုလဲဆိုတာလေးရေးပြထားပါဗျ။အဲ့တော့အစအဆုံးလေးလာစီချင်တာဖြစ်ပါတယ်။ဒီချေရည်ရွယ်ချက်ကကျတော့တပုတ်ထဲကြီးမဲ့ကလေးတွေအတွက်အဲမဟုတ်ပါဘူး။အဲ့ဒါမကြည့်နဲ့လို့ပြောတာမဟုတ်ပါဘူး။တင်ချာဆိုတာမှာဒီချေတွေကတဘောလောက်ကြီးုံနေတာသူရဲ့ theory တွေနဲ့သူရဲ့သဘောတရားတွေကိုနားလဲမှာမဟုတ်ပါဘူး notes တွေ ှတ်တင်တဲ့ဟာတွေဟာအားလုံးမှသင်ထားတာဖြစ်တဲ့အတွက်ဒီ chapter တခန်းကိုလေ့လာမယ်ဆိုရင် chapter တခန်းရဲ့အစုံကိုလေ့လာမှဒါရင်ကလေးလို့စကြည့်မှာဖြစ်ပါတယ်အဲ့လိုကိုကကြည်ပြီးဆိုမှ down စေအောင်ဒီမှ chapter တခန်းဆိုတခန်းပိုင်းပိုင်းနိုင်နိုင်တီးပြီးဆိုမှတချို့ကအဲ့ဒီတည်းကနေညံစမ်းကိုတမှတ်တန်ကိုနှမှတ်တန်ကိုအကုန်ဖြည့်ဆိုနိုင်မှာဖြစ်ပါတယ်တပုတ်တလီပဲကြည်ယုံနေကတော့တင်ချာဟာပြည့်စုံမှုရှိမှာမဟုတ်ပါဘူးဒါကတချို့ကလမ်းညွှန်ပေးခြင်းသာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီစေတင်ငန်းစာလေးဆက်ပါမယ်နော် que tengan salida en သူ့ရဲ့အကူနာဟာနဲ့တုံးပြီးတွေ့ရမယ်ဟာပေါ့နော် power formula ကိုတုံးမယ်ဆိုတော့ example 9မှာက z လေးပေးထားတာကိုဒီချေပြန်ကူးပါမယ် z d 1 root 3 i နော်1 root 3 i ပေးထားတယ်ဒါဆိုရင်သူကဒီမှာ z power 10လို့ပေးတာဒီပေးထားသော z ရဲ့ uu complex form ကို perform ပြောင်းရမယ် trigo form ပြောင်း trigo form ရလာပြီဆိုမှဒီ power formula ကိုတုံးမှာဖြစ်တယ်အဲ့တော့ trigo form တုံးပြောင်းတာတွေဟာအများကြီးသင်ပြီး ီဖြစ်တဲ့အတွက်ကောင်းကောင်းသိနေလောက်ပြီးအရင်ဆုံးတိကျလို့ဘာပုံစံပြောင်းမယ် coordinate form ပြောင်းမယ်ရှေ့က real part ဖြစ်တယ်နောက်က imaginary part ဖြစ်တယ် real part က x ဖြစ်တယ် comma imaginary part i am မြောက်ဖို့ခင်က y ဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်တိကျလို့1 comma root 3ပေါ့ဒါဆိုရင်ဒီချက်ကအပြည့်စုံဒီချက်ကတော့ရေးရေးပေးထားတယ်နော်တချို့ဟာတွေကကြော်လို့ရပါတယ်ဒီချက်ကတော့နားလဲစေချင်လို့အသေးစိတ်ထည့်ရေးပေးထားမယ် x = 1 y =က √3 ဖြစ်ပါတယ်။ဒါဆိုရင်ဒီချက် r ရှာမယ်ဆို r formula လေးက square root of x2 y2 ဆိုတော့1 square plus root 3 the whole square ဖြစ်ပါမယ်။ဒါဆိုတီချာတို့ဒါကဘယ်လောက်ရမလဲ။4ရမှာဖြစ်တဲ့အတွက်2ရမယ်ပေါ့နော်။ root 4ဆိုတော့2ပေါ့။အဲ့တော့ i ရပြီဆိုရင်တီချာတို့ sin θ ရမယ်။အဲ့တော့ကြည့်နေတဲ့ကလေးရဲ့ formula ဆိုပါအောင် sin θ ကဘာပိုင်းပါလဲ။ y by r y က root 3 by r ပေါ့နော်။ r က2ပေါ့အဲ့ဆိုတော့ root 3 2ဖြစ်မယ် cos ကကြတော့ဘာပိုင်းပါလဲ cos က cos theta equal to the xyr ဆိုတော့1.2ပေါ့နော်အဲ့ဒါဆိုဒီချက်ရို sin ကနေစကြည့် root 3.2 1.2ဆိုရင်ဒီချက်စရားလေးနဲ့ပြထားတဲ့ဟာဆိုရင်လည်းတန်းသိသွားပြီမသိတဲ့ကလေးက sin inverse လေးနှိမ့်နေ cos inverse 1.2ကိုပဲနှိမ့်နှိမ့်ရပါတယ်ဒါဆိုရင်အခုဒီချက်ကဒါ theta ဒီ root 3.2 1.2ဆို60ဖြစ်တဲ့အတွက်60ဆိုရင် radian နဲ့ဆိုဘလောက်လဲ π/3 နော်60ဆို π/3 ဒါဆိုရင်အခုတချို့အဲဒီမှာပေးထားတဲ့ quadrant ကိုစဉ်းစားပါမယ် quadrant ဒီဘလောက်လဲ quadrant ကအခုပေးထားတဲ့အထဲမှာเนาะပုံလေးဆွဲမယ်အတန်အသေးလေးပဲဆွဲပြလိုက်တော့မယ်เนาะဒါဆိုဒါလေးက x axis ဖြစ်မယ်ဒါလေးက y axis ဖြစ်မယ်တချို့ရဲ့ point เนาะ terminal size ရှိမဲ့နေရာဒီ plus plus ဖြစ်တယ်နော် plus plus ဆိုပေး quadrant လေ first quadrant မှာ60 degree စောင်းပြီးရှိမယ် 60ဆိုတော့ဒီကနေ့ဒီထိက60ပေါ့အဲ့ဒါတီတာနော်တီတာအပေါ်လဲမယ်ဒီ terminal site နေရာမှာဒီချက်တို့ဘာရေးရလဲ1.3เนาะ z equal to 1.3ပေါ့เนาะအဲ stop လောက်ခိုင်းတဲ့ဟာမှာတော့ဒီချက် z လို့ထည့်မရေးတော့ဘူး root power u မှာဖြစ်တဲ့အတွက် point ကိုပဲဒီချက်ထည့်ရေးပြီးထားတာဖြစ်ပါတယ်အဲ့ဆိုရင်ဒီချက်တို့ဒီမှာပုံမှာဘာလေးလို့အောင်မလဲဒီမှာ 0လေးလို့ပဲပေါ့အဲ့ဒါဆိုရင်ဒီစရိုးရဲ့ပုံလေးပြည့်စုံသွားပြီပြည့်စုံသွားပြီဆိုရင်တီတာရေးလို့ရပြီဆိုတော့ first quadrant မှာဆိုရင်ဘာဘာပဲယူရမလဲ positive ပဲယူရမှာဖြစ်တဲ့အတွက် theta equal to theta ရသွားလဲ pi by 3ပေါ့เนาะကဲ pi by 3ရပြီနောက်ဆိုသူ့ကိုရပြီဆိုဒီစရိုးဘာရေးမလဲ z ရဲ့ complex form ကနေ trigo form ပြောင်းပါမယ် trigo form ဒီ r ဆိုတဲ့အတွက် r က2 cos theta လို့ပြောတဲ့အတွက် cos pi by 3 plus sin sin pi pi 3ပေါ့เนาะနော် cos theta ရပြီအဲ z ရပြီပေါ့နော် z ရ trigonform ရသွားပြီ trigonform ရရင်အခုတွက်ခိုင်းတဲ့ a လေးကိုတွက်ပါမယ်ဆိုတော့ဒီချက်ကဒီနားလေးပဲ color change ပြီးတွက်ပေးမယ်နော်ဆိုတော့ဒီဘက် a မှာ သူကဘာမေးတာလဲဆိုတော့ Z power 10မေးတယ်ဆိုတော့ခုန formula လေးတစ်ခေါက်ဆိုပြီးပါအောင် Z ရဲ့ power ဖြစ်နေတဲ့အတွက် power formula ဒီ R power မြောက်တီတာဒါဆိုရင်ဒီမှာ10ရှိတဲ့အတွက် R ပေါ်မှာ10တင်မှာဖြစ်တဲ့အတွက် R က2နော်ဒီမှာ10ဆိုတော့ r power ဆိုတော့ r power 10 cos ကိုလည်း10နဲ့ theta ကိုလည်း10နဲ့တက်မြောက်မှာဖြစ်တဲ့အတွက် cos နော် theta ကို10နဲ့မြောက်ဆိုတော့10နဲ့ပိုင်ပိုင်3နဲ့မြောက်မှာ နော်10 into pi by 3ဆိုတော့ဘာဖြစ်သွားမလဲ10 pi by 3+ နော် i sin ဘာပဲရမလဲ10 pi by 3ဒါလေးပဲနော်အဲ့ဒါဆိုရင်ဒီချက်ကသူ့ကိုဘာလုပ်ရမှာကယ်ကူလေတာနှိပ်ရမှာဖြစ်တယ်အဲ့ဒါဆိုတော့ဒီချက်ကိုကယ်ကူလေတာနှိပ်ပြီး2 power 10ကိုဒီတိုင်းလေးခဏထားလိုက်မယ်နော်2 power 10 cos 10 pi by 3လေးကိုနှိပ်ပြီး cos 10 pi by 3က minus 1 by 2 sin 10 pi by 3ကမိုင်းနပ်စ်ရူတ3ဘိုင်2ဆိုတော့အနောက်မှာအိုင်ပါမယ်အဲ့ဒါကိုတီချာတို့တခါတယ်ဒီက2 power 10လေးနဲ့ဒီကနဲ့ကိုပါလုံးမယ်ဝင်မြောက်မယ်ပေါ့နော်ဆိုတော့2တစ်ထပ်ကြည့်ပြီး2 power 9ကိုနှိပ်လိုက်ရင်လည်းရပါတယ်အဲ့ဆိုရင်2 power 9ဒီဘယ်လောက်ရမလဲဆိုတော့51 2ရမယ်အနောက်က root 3ကျန်မှာဖြစ်တဲ့အတွက်5 1 2 root 3 i ရမယ်ပေါ့နော်အဲ့ဒါဆိုနံပါတ် a ရသွားပြီတခြားလို့နော် a ရသွားပြီအဲ့တော့ဒီ formula လေးတွေကတခြားအတူကောင်းမှခိုင်းထားတာလေးတွေကိုကြည်အောင်မှတ်ထားပေးလိုက်ရင်ညံစမ်းပုံစံတွေလာတယ်ဆိုရင်လည်းတခြားတို့ကအမြောက်တွေ့တာလားပါဝါတွေ့တာလားစားထားတာတွေ့တာလားဆိုရင်ကိုပါသုံးရမလဲဆိုတာလေးတန်ပြီးသိမယ် inverse ကိုသုံးမှလားဆိုတာလေးတန်သိမှာဖြစ်ပါတယ်နော်ကြည့်အဲ့ဒါဆိုရင် ချက်ဖတ်ကြံသေးလေ B လေးတွက်မယ်ဆိုတော့ B ကတော့ဒီချက်နောက်တစ်မျက်နှာလေးသွားလိုက်ပါမယ်နော် B မှာကကျတော့10 power minus 10ဖြစ်တဲ့အတွက်ဘာလေးပါလာမလဲ minus ကလေးပါလာပါမယ်နော်အဲဆိုတော့ Z power minus 10ဆိုတော့ခုနတချက်ပြောပြီးပြီ minus ပဲပါပါ power လို့ပြောလိုက်တာ ਨੇ r power ဆိုတော့ r က due power ဆိုတဲ့အတွက် minus 10เนาะပြီးရင် cos ဘယ်သူနဲ့မြောက်10နဲ့အတိတာနဲ့မြောက်ဆိုရင် minus 10 တိတာဖြစ်သွားမယ်နော် minus 10တိတာဆိုတော့တိတာကဘယ်လောက်လဲ pi by 3ပေါ့နော်ပြီးရင် plus နော် i sin minus 10 ဘိုင်းဘိုင်း3ရေဖြစ်အဲ့ဒါဆိုရင်ဒီချက်တော့ဘာလုပ်မလဲဆိုတော့2ပါဝါမှာပါဝါမှာဒီမှာဘယ်လောက်ပါနေလဲ minus ပါနေတယ်အဲ့တော့ minus ပါနေဘာလုပ်ပြရမလဲပြောင်းပြန်လှန်မှာဖြစ်တဲ့အတွက်အောက်ကိုပို့မယ်1 2 power 10ဖြစ်သွားမယ်ဒီ cos လေးဒီ minus နဲ့ဖြန့်ရေးလိုက်တော့ပေါ့เนาะအဲ့တော့ cos minus 10 sin sin 3ဖြစ်မယ် plus ပေါ့เนาะ i sin minus 10 by by 3ဖြစ်เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ဒါလေးနှိပ်ပြီးပေါ့เนาะဒီချက်အဲ့တော့ဒီမှာတိတာတာက cos minus theta ဆိုရင် cos theta ဖြစ်တဲ့အတွက်ဒီ cos ဒီပါပဲထွက်မလဲနှိပ်တဲ့ minus အတိုင်းပဲထွက်မှာပေါ့အပေါ်မှာဒီချက်တို့ခုနက minus 1 by 2ရခဲ့တာမဟုတ်လားအဲ့ဆိုတော့သူ့အတိုင်းပဲထွက်လိမ့်မယ်ဆိုတော့2 power 10 cos ကိုနှိပ်တာက minus 1/2 sin ကိုနှိပ်တာက minus sin θ ဖြစ်တဲ့အတွက်သူ့ကိုနှိပ်တာအနှုံမို့လို့အပေါင်းထွက်သွားလိမ့်မယ်။ဒါဆိုရင်ဒီချက်တော့ဘာရသွားလဲဆိုတော့ plus root 3/2ရမယ်။အနောက်မှာ i ပါမယ်။ ဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာကြမကြည်တော့မကြည်တော့တဲ့အတွက်ဒူပါဝါဂျန်နဲ့ဒူနဲ့မြောက်မှာဖြစ်တဲ့အတွက်ဒူပါဝါ11လေးကိုနှိပ်လိုက်လို့ရတယ်เนาะအဲ့တော့ဒူပါဝါ11လေးကိုနှိပ်လိုက်ရင် minus 1ပေါ့အပေါ်မှာ1ရှိတာဟုတ်အဲ့တော့အောက်ကဒူပါဝါ11ကိုနှိပ်တာက20 48ဖြစ်မယ်เนาะပြီးရင် plus เนาะအနောက်ကကျတော့အတူတူပဲပိုင်းချီဟာလာဒူးနဲ့တွမ်းမြောက်တော့အခြေတူတာမြောက်ထန့်ညွန်ခြင်းပေါင်းမှာဖြစ်တဲ့အတွက်11ဖြစ်မယ်ဆိုတော့အပေါ်မှာ root 3 by အောက်မှာက2048 အိုင်ရမယ်ဒါလေးပဲပေါ့နော်အဲ့တော့ဒီချေကတော့အသေးစိတ်တင်ပါတယ်ဘာလို့လဲဆိုတော့တချို့ကလေးတွေကကယ်ကူလေတာကယ်ကူလေတာပဲနှိပ်နေရင်အုံနှောင်းဆိုတာကမသွေးပဲထားလို့ရှင်ဒါလို့ပါပဲတုံးသွားတာဖြစ်ပါတယ်အဲ့ဆိုတော့ကိုကအသေးသေးလေးတွေကအစားကယ်ကူလေတာပဲနှိပ်မယ်ဆိုတင်ချာရဲ့တွက်နေမသက်တွေကိုမသိတော့ပါဘူးနော်အုံနှောင်းကအကျင့်ပါသွားမယ်အလွယ်ကိုပဲအကျင့်ပါသွားမှာဖြစ်တဲ့အတွက်နှိမ့်နေနှိမ့်မြောက်ရင်တော့ကယ်ကူလေတာနှိပ်ချင်တဲ့အကျင့်ကြီးဖြစ်သွားရင်ခေါင်းကအလုံးမလုံးတော့ပဲနေပါလိမ့်မယ်ဒါကြောင့်မလို့တချို့လွှဲတာတွေဆိုစိတ်နဲ့အတွက်ပါ အဲ့ဒါမှဒါလိုပဲသွေးပါမှများမှထက်လာမှာဖြစ်ပါတယ်။တင်ချစွာအုံနောက်ညံထက်ဖို့ဖြစ်တယ်။ဒါဆိုရင်ဒီလိုလဲအခြေခံလဲသိရမယ်။ကယ်ကူလေတာဘိုင်းမှာလဲခင်းတဲ့အညီကျွမ်းကျင်စာနှိပ်တိုက်ရမယ်ဆိုရင်ဒီချရုတင်ချာက perfect ဖြစ်သွားမှာပေါ့ပြည့်စုံသွားလိမ့်မယ်။ နားလဲလဲเนาะတခုခုဆိုကယ်ကူလေတာလေးပဲနှိမ့်နှိမ့်နှိမ့်တဲ့အကျင့်ပါသွားရင်အဲကယ်ကူလေတာမတက်ရဘူးလို့ပြောတာမဟုတ်ဘူးเนาะကယ်ကူလေတာနှိမ့်နီးလေးတက်ရမယ်နောက်မှဆင့်ပွားပြီးဆက်တက်ပေါ့အခြေခံကြကြကိုလည်းတင်ချာရဲ့တွက်နီမက်သတ်တွေကိုလည်းနားလဲရမှာဖြစ်ပါတယ်ဒါကတော့တင်ချက်တီချက်ရဲ့အဲစေတနာလမ်းညွှန်ချက်တာဖြစ်ပါတယ်เนาะကဲဟုတ်ပြီအဲ့ဒါဆိုတီချက်တာ chapter 1ကပြည့်စုံသွားပြီပေါ့เนาะပြီးသွားပြီနောက်ဆိုရင် chapter 2လေးကိုလည်းဆက်ကြည့်နေလို့ရပြီ chapter 3ဆက်လေ့လာမယ်ကလေးကလည်းဆက်လေ့လာလို့ရပြီတီချက်ကလိုအပ်တဲ့ exercise တွေကိုနောက်မှဆက်ပြီးဖြည့်ပြီးတင်သွားပြီးမှဖြစ်ပါတယ်။ကဲဟုတ်ပြီ။အားလုံးမင်္ဂလာပါ။